တနင်္ဂနွေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ဧပြီလ6ရက်ကနေ14ရက်နေ့တော်တွင်မှာအစ်စ်မြင့်သောဘုရားနေသားတစ်ခုကိုကုပြောင်းထုတ်တယ်ရှင်ပြိုင်မှုတွေမှာအောင်မြင်မယ်အကျံစီသည့်ရွယ်ချက်သည့်တွေကိုလက်တွေ့အကောင်အထည်ဖော်နိုင်တယ်မိမိလိုလားချက်နဲ့ရွယ်ချက်တွေကိုဒီအချိန်မှာစနစ်တကျလောက်ကရင် ကိုလှုပ်တဲ့အလုပ်တို့ရဲ့ကောင်းသောအကျိုးသက်ရောက်မှုကိုရလတ်နေတဲ့ခံစားရလိမ့်မယ်။ငွေကြေးစုဆောင်းရခက်ခဲလိမ့်မယ်။ရှင်းရနေမှာဝင်ဝင်နဲ့ပြန်ထွက်တဲ့အတိုက်ခံနေနဲ့ရှင်းပြီးလောက်ရမယ်။ကိုယ့်ရနေမှာသူတပားကြောင့်ကိုယ်ရွယ်ချက်တွေနှောင့်နှေးကြကြခြင်းကိုကြုံမယ်။ဆယ်ရနေရကိုယ့်အတွက် ထူးခြားတဲ့ကံအပြောင်းလဲနဲ့တိုးတက်မှုတွေကိုဖန်တီးနိုင်တယ်။မထင်မှန်ပဲအလူကိစ္စမင်္ဂလာရှိသောအကြောင်းအရာတစ်ခုလောက်ရနေမယ်။စတဲ့ရနေ့မှာအပြောင်းလဲနဲ့တိုးတက်မှုကံပွင့်တယ်။ရှင်းမှန်းချက်သိအောင်မြင်မယ်။စနေရနေ့မှာခရီးကံကောင်းမယ်။အဲ့ဒီကတကူလာပြည့်နေ့အဲ့ဒီနေ့မှာကုသိုလ်ကောင်းမှုတစုံတရာလှုပ်ပြီးတော့လိုရာဆုတောင်းရင်ဆုတောင်းပြည့်နိုင်တဲ့နေ့တစ်ခုပဲ။ 73ရက်နေ့ကမဟာတကြံအကြိုနေ့ဖြစ်တယ်အတာဝန်ထိုးပြီးတော့တကြံကြိုခြင်းကိုဆောင်ရွက်ခြင်းဖြင့်ကောင်းခြင်းကံတွေလည်းရလာမယ်ကံကြမ္မာလည်းမြင့်မားနေတယ်74ရက်နေ့ကရန်တိုက်ခလေးတွေနေနေများတတ်တယ်တကြံကြတဲ့နေ့ဖြစ်တယ်တကြံကကြချိန်ကမနေ့6:39မိနစ်20စက္ကန့်ချိန်မှာတကြံကြတယ် မာသကြံကြောက်တဲ့နေသားပိုင်းမှာကောင်းစီကောင်းရှုပ်ပြုရင်ထူးခြားတဲ့ကံကြမ္မာကိုယ်ထံရောက်ရှိနိုင်မယ်ကောင်းသောကံရဲ့တုတ်တက်မှုကိုဖန်တီးရရှိကံပိုင်ဆိုင်ခွင့်ရှိတယ်ဒီတပတ်တာကာလအတွင်းတနင်္လာနေ့သောကြံနေ့စနေနေ့မွေးသူတွေကိုကောင်းချိုးပေးမယ်တနင်္ဂနွေဗုဒ္ဓမွေးသူတွေဒုက္ခပေးနိုင်မယ်တလေးကိုကနန်းနေ့ကိုတွေ့ချိုးပေးတယ်အညိုရောင်ပြရောင်မိခိုးရောင်တို့ကိုသုံးပြီးတော့ အလိုရှိရာကိစ္စတွေဆောင်ရွက်ပါကောင်းသောကံကြမ္မာနဲ့တိုးတက်ခြင်းများရစေရန်လိုကအဝါရောင်ပန်းဝင်သေးတွေကိုဖျားကတ်လူပူဇော်ပြီးတော့လိုရာဆုတောင်းခြင်းကိုပြုပေးပါကျေးဇူးတင်ပါတယ်တနင်္လာနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဧပြီလ8ရက်နေ့14ရက်နေ့တော်တွင်မှာစေတနာဝေဒနာဖြစ်တဲ့တည်းသူများပြဒနာကိုပြဒနာဖြစ်တဲ့တည်းလူပေါင်းမှာ ဆုံးဖြတ်ချက်မှတ်တတ်တဲ့ရန်တိုက်ခံနေတဲ့ဂျုံမဲ့ပြီးမှဆင်ပြေမယ်စင်းစရာငွေကြေးကိစ္စပြောဆိုမှုတွေမှာ အတိုက်ခံလေးတွေရှိပြီးမှဆင်ပြေတဲ့နေထားရှိတယ်သူတစ်ပါးကိုယုံပြီးလွဲပြီးလုပ်တဲ့လို့မှတ်သမျှရှောင်ရမယ်မထင်မှန်ပဲဆောင်ရွက်လိုက်တဲ့ကိစ္စတွေအောင်မြင်မယ်အယောင်ထိုင်းပစ္စည်းတွေပြန်လည်ရောင်းချဆင်ပြေခြင်းကြာကြာနေတဲ့ရပိုင်ခွင့်တွေလက်ဝယ်ပြန်ရခြင်းတို့ကိုကြုံတွေ့နိုင်တယ်ရှေ့ရနေရတော့ကိုယ့်အတွက်အတိုက်ခံများသောနေ့ စိတ်နှောင့်ယှက်တွေများတယ်စိတ်ပြမှန်သူပြမှန်နေဖြစ်တတ်တယ်ကိုယ့်ရဲ့နေမှာမိကောင်းဆွေကောင်းထောက်ကူရခြင်းဘဝတိုးတက်ခြင်းနဲ့အောင်မြင်ခြင်းတွေရမယ်ဆယ်ရဲ့နေမှာခရီးကံကောင်းမယ်ပြောင်းလဲနဲ့တိုးတက်မှုရှိမယ်လူမျိုးခွဲချိုးပေးမယ်ဆယ်တရဲ့နေမှာငွေရေးခြင်းကံကောင်းခြင်းလက်ဖွင့်ခြင်းအလိုပြည့်စုံခြင်းနဲ့တန်လန်းဖွင့်ခြင်းတွေကိုကြောင်းမယ်ဆယ်နှစ်ရဲ့နေအဲ့ဒီနေ့ကလပြည့်နေ့ဖြစ်တယ်လပြည့်နေ့စနေနဲ့တိုက်ဆိုင်တဲ့နေ့မှာပိုက်ဆံကြွေစေတစေကို အဝိနန္ဒာဖြန်ပြီးလူနဲ့ဆောင်ရင်တနည်းလာနေဝေသူတွေထူရကြတဲ့ကံကောင်းခြင်းတွေကိုကျွန်နိုင်တယ်ဆက်သောရနေ့မဟာသကြံဂျိုနေဖြစ်တယ်အတာဝတ်ထိုးပြီးတော့မဟာသကြံကိုဂျိုလို့ကောင်းတယ်နောက်ကောင်းသောကံချမ်းနဲ့တိုးတက်မှုလမ်းစစ်တွေပွင့်မယ်ဆက်လေးရနေ့မဟာသကြံကြနေ့ဖြစ်တယ်သကြံကြတာကမနေ့6နိုင် 39မိနစ်နဲ့28စက္ကန့်ဖြစ်တယ်အဲ့ဒီနေ့မှာအဲ့ဒီအချိန်မှာကောင်းစေကောင်းချော်ပြည့်ရင်သူအမတန်ကောင်းတယ်ကောင်းစေကောင်းချော်ပြည့်ရင်ကိုကအနောက်ရမျက်နှာမူပြီးကောင်းစေကောင်းချော်ပြည့်လိုက်ရင်ထူးခြားတဲ့စွမ်းသက်တည်တွေကိုယ်ထံရောက်ရှိလာနိုင်တယ်ဒီကလာအတော်တွင်မှာကြာသာပတိနေဗုဒ္ဓနေအင်္ဂါနေမွေးသူတွေကောင်းကျိုးပေးတယ်တနင်္ဂနွေနေ့သောကြာနေမွေးသူတွေဒုက္ခပေးတတ်တယ် ငါးခုကိုးကနဲ့နေကျိုးပြတယ်အဖြူစိမ့်ပြီးကိုပြီအပြာတို့ကိုသုံးပြီးတော့လိုရှိရာကိစ္စတွေဆောင်ရွက်နိုင်တယ်။ကောင်းချင်းကံကြမ္မာနဲ့တိုးတက်ခြင်းများ ရစေရန်အတွက်ဒကြံကြနေမှာမုံလုံးရေပေါ်ကိုယ်အနီးပါးမှာရှိတဲ့သူတို့ကိုလှူဒန်းခြင်းဒါနပြုခြင်းဆောင်ရွက်ပေးပါ။ကျေးဇူးတင်ပါတယ်။အင်္ဂါနေ့ဝိသုအားလုံးမင်္ဂလာပါ။2025ခုနှစ်ဧပြီလ10ရက်နေ့ကနေ့ စက်လေးရနေအတွင်းကာလမှာအထူးကောင်းတယ်ကိုလို့သမီးဆင်းပြေမယ်အခက်ခဲတွေဖြေရှင်းနိုင်မယ်ရှင်မန်းချက်စစ်တွေလက်တွေကောင်းထဲဖွင့်နိုင်တယ်မိတ်ကောင်းဆွေကောင်းတောက်ကိုရမယ်ပူပေါင်းပြီးလှုပ်တဲ့တို့တွေအကျိုးပေးမယ်မထင်မှန်ပဲငွေဝဲမယ်ဆုံးဖြတ်ချက်တွေမှန်ကန်မယ်ကြံ့ကြံနေတဲ့ရပိုင်ခွင့်တွေပြန်ရမယ်အခက်ခဲအလုံးကိုကျော်လွှားပြီးလိုရာစန္ဒပြည့်စုံခြင်းနဲ့ဘဝတိုးတက်ခြင်းနှစ်သာရကိုအထင်ရှားရရှိကြုံတွေ့ရမယ်ကာလတစ်ခုဖြစ်သလိုမိတ်ဟောင်းဆွေအောင်နေနဲ့ပြန်ဆောင်ခြင်း ်မိတ်သက်ဆွေသက်တိုးပါခြင်းနဲ့ကြုံတွေ့မယ်ဒီကာလမှာကျုံတဲ့မိတ်သက်တွေဟာရှေလျားတဲ့အနာဂတ်ရဲ့အကျိုးပေးမဟာမိတ်တွေဖြစ်လာနိုင်မယ်ရှေးရနေ့ကအရာရာဆင်ပြေခြင်းကံကောင်းခြင်းဘဝတိုးတက်ခြင်းကိုကြုံမယ်ကိုယ့်ရနေ့ကအလုပ်ဖို့ကိစ္စတွေကြုံမယ်ရှင်ပြိုင်မှုတွေမှာအောင်မြင်မယ်ဆယ်ရနေ့မှာအရာရာအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းကံရှိတယ်ဒါပေမဲ့ရန်နောက်စိတ်တွေနဲ့ရှင်ပြီးတော့ရမယ်ဆယ်တရနေ့စိတ်ချမ်းသာစရာပျော်ရွှင်စရာကောင်းခြင်းကံကြမှာရှိတယ် စနေရနေ့မှာပစ္စည်းပြောက်တတ်တယ်အသွားလာနေတယ်ဂယူးဆက်ရမယ်အရွယ်ရကောင်းတဲ့ကြုံမယ်အဲ့ဒီလာပြင်းနေကုသိုလ်ကောင်းမှုတစ်ခုသွားလာစေပြုတ်လိုက်ပါဆက်သောရနေ့မဟာတကြံကျော်နေ့အဲ့ဒီနေ့မှာထူးခြားတဲ့အပြောင်းလဲတွေရှိမယ်ခရီးကံကောင်းမယ်ငွေကြေးကံထူးထူးခြားခြားတိုးတက်လိမ့်မယ်ဆက်လေးရနေ့ကမဟာတကြံကျနေ့ဖြစ်ပါတယ်အဲ့ဒီနေ့မှာတကြံကျချိန်က မနေ့6:39မိနစ်နဲ့27စက္ကန့်ချိန်ဖြစ်တဲ့အဲ့ဒီမှာကောင်းစီကောင်းရှောပြုပြီးတော့လူရှိရဆန္ဒပြုရင်တူတူကြကြကောင်းခြင်းကံရဲ့အကျိုးဆက်ကိုရရှိနိုင်ပါလေဒီကာလတော်တွင်မှာဇာသပတိနဲ့အင်္ဂါနဲ့ဗုဒ္ဓနဲ့မွေးတဲ့သူတွေကိုတွေ့အကျိုးပေးတယ်တနည်းလားသောကြမွေးသူတွေကိုဒုက္ခပေးတတ်တယ် နံပါတ်3ခု6ခန်းနဲ့အကျိုးပေးတယ်အပြာရောင်ပန်းရောင်နှုတ်နှစ်ရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စလေးတွေဆောင်ရွက်ရင်ထူးခြားသောကောင်းခြင်းကံရဲ့အကျိုးပေးနှစ်သာရတွေကိုရရှိနိုင်ပါလေဒီကာလအတွင်းမုံလို့ရေပေါ်ကိုနိဗ္ဗာန်မှာဝေမျှခြင်းလူတန်းခြင်းပြုပေးပါကျေးဇူးတင်ပါတယ်ဗုဒ္ဓနေမွေးသူအားလုံးမင်္ဂလာပါ 2025ခုနှစ် April လ6ရက်နေ့ကနေစပြီး14ရက်နေ့အတွင်းကာလမှာငွေကြေးကံကောင်းမယ်လုပ်ငန်းကံကောင်းမယ်ဘဝတိုးတက်မယ်ရည်ရွယ်ချက်အောင်မြင်မယ်အခက်အခဲအလုံးကိုကျော်လွှားနိုင်မယ်အလုပ်ကံစီးပွားငွေကြေးဘဝတည်လံဖွင့်မယ်မထင်မှန်ဖဲဆော်ရွက်လိုက်တဲ့ကိစ္စတွေကကောင်းသောအကျိုးဆက်ရရှိမယ်မမျှော်လင့်ထားသောကောင်းခြင်းကံတွေကိုယ်ထံရောက်ရှိလာမယ် စေကုဉ္ဇဉ္ဇစစ်တွေလက်တွေ့ကောင်းတဲ့ပေါ်နိုင်မယ်တွက်ဆသို့ကိုတွက်ဆမထားတဲ့ကောင်းခြင်းကံနဲ့အကျိုးပေးမှုကံဒီချိန်ရောက်ကိုရရက်တန်းရကုတွေ့ကောင်းတဲ့ရက်ဖြစ်တယ်ခြေရနေ့ကတော့အထုတလေကောင်းတဲ့ရက်အောင်မြင်မှုတွေရဲ့နှစ်သာရပြေဝရှိတယ်ကိုရနေ့ကအခက်ခဲတွေကြုံပြီးမှမိုးလွယ်ပိုင်းကြမှာလာကောင်းတယ်ဆယ်ရနေ့မှာဥတီချက်စစ်နဲ့တိုးတက်မှုလမ်းကြောင်းစစ်တွေကိုတီတွင်ဖန်တီးဆောင်ရွက်နိုင်နေမယ်ဆက်တည့်ရနေ့ရပိုင်ခွင့်တွေပြန်ရမယ် အပြိုင်တိုက်ခံနေတဲ့တွတ်တဲ့ဘူးရရှိမယ်စနေရနေ့အဲ့ဒီနေ့လာပြင်းနေတကူလာပြင်းနေငူဝါဘန်းနေဖះမှာသွားတင်လိုက်မယ်ဆူတောင်းပြေလိမ့်မယ်ငူဝါဘန်းမရရင်လည်းအဝါရောင်ပန်းပွင့်ဖះသွားတင်အိမ်ဖះမှာဖြစ်ဖြစ်တင်ပြီးဆူတောင်းထူးခြားတဲ့ကံရဖို့ရမယ်ဆက်သောရနေ့ဂျိုးနေအိမ်နေမှာလုံးကိစ္စတွေလည်းဆောင်ရွက်နိုင်တယ် ရတတ်မယ်သူဆောင်ရွက်တိုက်ကိစ္စမရဖဲလုတ်ကင်ပြီးဆက်လက်အစီပြေသွားလိမ့်မယ်၁၄ရက်နေ့အဲ့ဒီရတကြံကြနေ့တကြံကြချိန်မနေ့6နိုင်39မိနစ်20စက္ကန့်ဖြစ်တယ်အဲ့ဒီအချိန်မှာသူကုသိုလ်ကောင်းမှုပြုပါခေါင်းစည်းကောင်းစွာပြုပါထိုးကြတဲ့ကံနေချေရှားစွာရရှိလာပါလိမ့်မယ်ဒီကာလအတော်အတွင်းမှာတင်းလာနေရင်ကနေ့ စနေနေ့မွေးသူတွေကိုကောင်းကျိုးပေးတယ်တနင်္ဂနွေနေ့သောကြာနေ့မွေးသူတွေကိုစိတ်ရှုံလို့နိုင်မယ်ဒုက္ခပေးတယ်သတိထားရှစ်ကိုခွန်ကနန်းနေ့ကျိုးပေးတယ်အပြာရင့်ရောင်နဲ့ရောင်နဲ့ပြာရောင်တွေကိုသုံးပြီးတော့အလို့ရှိရကိစ္စတွေဆောင်ရွက်နိုင်တယ်ကောင်းကျိုးကံနဲ့တိုးတက်ခြင်းကံနေ့ရဖို့အတွက်ကိုတော့အိမ်ဒီပါမှာမောင်လို့ရေပေါ်အသူဒါနပြုပေးလိုက်ပါကျေးဇူးတင်ပါတယ် ဇာသပတိနေမွေသွားလုံးမင်္ဂလာပါ2025 April 10ရက်နေ့ရက်နေ့14ရက်နေ့အတော်တွင်ကာလထူးခြားတဲ့ကံပြောင်းလဲတဲ့တိုးတက်မှုရှိမယ်မိကောင်းဆွေကောင်းထောက်ကူရမယ်မြတ်တရားကံကောင်းမယ်စုပေါင်းလုပ်ငန်းကြိုးပမ်းမယ်ငွေကြေးကံကောင်းမယ်ရည်မှန်းချက်စစ်တွေကိုလက်တွေ့ကောင်းတဲ့ဖို့အောင်မြင်နိုင်လိမ့်မယ်အမျိုးသမီးကြီးကဲတူတက်မှာအကူအညီကောင်းထောက်ကူကောင်းကိုရမယ်မရည်ရွယ်ပဲအလူဒါနပြုအပ်တဲ့ အလူကိစ္စတွေမှာပုံဝင်ပတ်သက်သွားတဲ့။ဘာသာရေးဆိုင်ရာမြင့်မြတ်တဲ့ကိစ္စဆောင်ရွက်ရခြင်းလေးတွေလည်းကြုံတွေ့လိမ့်မယ်။ရှေ့ရနေ့ကလုံးသမျှဂျန်စီသမျှအောင်မြင်ခြင်းတိုးတက်ခြင်းကိုကြုံမယ်။ကိုယ့်ရနေ့မှာရန်တိုက်ခံနေကြတဲ့တက်လန်းပေါ်မယ်ခီးကန်ကောင်းမယ်လူမျိုးခွဲချိုးပေးမယ်။ဆယ်ရနေ့မှာငွေကြေးဥစ္စာဒဏ်ဖွံ့ဖြိုးခြင်းတိုးတက်ခြင်းလက်ဖွဲ့ခြင်းတွေကြုံမယ်။ စတရနေ့မှာယံအနောက်ဆက်နဲ့ရှင်ပြီးလောရနေမယ်စတရနေ့မှာထူးခြားတဲ့ကံကြမ္မာကံခွင်လန်းနေပွင့်နေမယ်အဲ့ဒီလာပြည့်နေ့တကူလာပြည့်နေ့အဲ့ဒီမှာအဝါရောင်ပန်းပွင့်လေးတွေငှူဝါပန်းလိုပန်းမျိုးသွားပြီးတင်းရမယ်ဖရားမှာကိုမွေးနံတောင်မှာသွားတင်းဆူတောင်းရင်ဆူတောင်းပြည့်နေမယ်ဆက်သွောင်းရဲ့နေရာတကြံဂျိုးနေ့အဲ့ဒီမှာရပိုင်ခွင့်နေပြန်ရမယ် ဆုံးဖြတ်ချက်ထူးထူးခြားခြားတွေချမှတ်ရမယ်။အလုံးနဲ့ပတ်သက်တဲ့ကံကောင်းခြင်းကြိုးပမ်းခြင်းကံခွင့်ရည်တွေပေါ်ပေါက်ခြင်းတို့ကိုကြုံလိမ့်မယ်။ရှင်လေးရည်ကြံကြနေဖြစ်တယ်။တကြံကြခြင်းမနေ့6နိုင်39မိနစ်20တစ်စက္ကန့်မှာဖြစ်တယ်။အဲ့ဒီအချိန်မှာကောင်းခြင်းမင်္ဂလာတို့ဘာကောင်းစေကောင်းချုံကိစ္စဆောင်ရွက်ပါထူးခြားတဲ့ကံမြင့်မာလာပါလိမ့်မယ်။ဒီတပတ်တာကာလအတော်တွေမှာ တနင်္လာနေ့တောက်ကြနေအင်္ဂါနေ့မွေးသူတွေကောင်းကျိုးပေးတယ်စနေနေ့ကြာသပတေးနေ့မွေးသူများကြောင့်စိတ်နှောက်ရှက်ဖြစ်မယ်369နံပါတ်တွေကျိုးပေးတယ်အပြာရောင်ပန်းရောင်နှုတ်နေရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စဆောင်ရွက်ခြင်းဖြင့်ထူးခြားသောအကျိုးဆက်နဲ့တိုးတက်မှုများရရှိမယ်နေနီးပန်းမှာသာဂူလူဒါနပြုပေးပါကျေးဇူးတင်ပါတယ်တောက်ကြနေ့မွေးသူအားလုံးမင်္ဂလာပါ 2025ခုနှစ်ဘရလ8ရက်နေ့ကနေ14ရက်နေ့တော်တွင်မှာရံများမယ်တိုက်ခတ်များမယ်စေတနာဝေဒနာဖြစ်မယ်သူများပြဒနာကိုပြဒနာဖြစ်တတ်တယ်ရင်ကားမောင်းနေမှုသတိထားလမ်းကူးလမ်းဖြတ်သတိထားမတော်ဆထိခိုက်မှုတွေရှိကိုရှိတတ်တာကိုကထိန်းလိုက်ရင်တော့အဆင်ပြေမယ်အနီရောင်နဲ့ရောင်တွဲဝတ်တာဒီတစ်ပတ်လုံးတော့ရှောင်းအမဲသာတတ်နိုင်ရှောင်းဆက်ပစ္စည်းတွေကိုသတိထားပြီးကင်တွင်ရနိုင်မယ် မတော်စထိရှာမှုမဖြစ်အောင်ဂယူဆက်ရနေမယ်ထူးခြားတာကတော့မထင်မှန်ဖက်ငွေဝင်ခြင်းလက်ပွင့်ခြင်းတွေရှိသလိုပြောရသူတွေမှာအထုတလည်းစမ်းပွက်အခြေတွေကံကောင်းလာမယ်ရပိုင်ခွင့်တွေလက်ဝယ်ပြန်ရမယ်ကြံ့ကြံ့နေတဲ့ငွေခြေတွေလက်ဝယ်ပြန်ရမယ်ဤကဲ့သို့ကောင်းခြင်းဆိုးခြင်းတွေလွှမ်းမိုးနေတဲ့ကာလတစ်ခုဖြတ်သန်းနေရမယ်ရှေ့ရက်တွေမှာတော့ရာရာသတိထားမယ်အတိုက်ခံများတတ်တဲ့မတော်စနဲ့ဂယူဆက်တဲ့ဂယူဆက်ရမယ်ကိုယ့်ရက်တွေမှာ ပေါ်လာတဲ့ခွင့်ရလက်တွေသုံးချကိုယ့်အတွက်ကြိုးရှိနေမယ် ဆယ်ရက်နေ့မှာရပယ်ခွင့်တွေပြန်လည်တောင်းဆိုနိုင်တဲ့ခရီးကံကောင်းမယ်ဆယ်နှစ်ရက်နေ့မှာငွေကြေးကိစ္စလုပ်ငန်းကိစ္စဘဝကိစ္စတိုးတက်မှုနဲ့အောင်မြင်မှုတွေကိုရရှိကြိုးပေးနိုင်မယ်ဆယ်သုံးရက်နေ့ရန်တိုက်ခံအလုံးကိုကြော်ပြီးတော့မှအောင်မြင်မယ်တကြံဂျိုနေ့နဲ့ပတ်သက်တဲ့ကိစ္စဒါထူးထူးခြားခြားကောင်းတဲ့နေ့ရဖြစ်လာတယ်ကောင်းသောကံကြမ္မာပွင့်လာတယ်ဆယ်လေးရက်နေ့တကြံကြနေ့အဲ့ဒီနေ့မှာငွေကြေးလုပ်ငန်းစီးပွားကံတွေကောင်းတယ်ကြံကြချိန်ကတော့မနေ့ 6:30မိနစ်နဲ့20စက္ကန့်အဲ့ဒီအချိန်ဝင်းကျင်မှာအလူဒါနတစ်ခုပြုပါကုသိုလ်ကောင်းမှုပြုပါထူးခြားတဲ့ကံလေးတွေရှိလာပါလိမ့်မယ်ဒီတပတ်တော်ကာလအတော်တွင်မှာဇာတာပတိနေတောက်ကြနေစနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေဒုက္ခပေးမယ်369ကဏ္ဍကျိုးပေးတယ်အနီရောင်ကျဲသွေးရောင်ပန်းရောင်တို့ကိုသုံးပြီးတော့ အလို့ရှိရာကိစ္စများဆောင်ရွက်နိုင်ပါတယ်။ရွှေရင်အင်းနဲ့မုံလုံးရေပေါ်အလူဒါနပြုနိုင်ရင်ထူးခြားတဲ့ကံကြမ္မာတွေအနာဂတ်မှာရလာပါလိမ့်မယ်။ကျေးဇူးတင်ပါတယ်။စနေနေ့မွေးသူ အားလုံးမင်္ဂလာပါ။2025ခုနှစ်ဧပြီလ10ရက်နေ့14ရက်နေ့ဒီကံလာတော်တွင်မှာရပိုင်ခွင့်နဲ့လက်ဝဲပြန်ရမယ်ခက်ခဲတွေဖြေရှင်းနိုင်မယ်ရက်တန်တဲ့လူတွေပြန်လည်စတင်နိုင်တယ် အရဝေးရကောင်းသောသတင်းစကားနဲ့တိုးတက်ခြင်းအခြေအနေရကိုကြုံမဲ့ငွေကြေးကလုပ်ငန်းကစီးပွားကဘဝကကောင်းသောတိုးတက်မှုရှိရရှိမဲ့အရာရာပြေလည်ဆောင်ရွက်နိုင်ခြင်းနဲ့ခဲခဲဖြေရှင်းနိုင်ခြင်းတွေကြုံမဲ့ရှေ့ရက်နေ့မှာကိုယ့်ရဲ့ကံကြမ္မာတိုးတက်မှုနဲ့အောင်မြင်မှုတွေကိုဖန်တီးရရှိနိုင်တဲ့ရပိုင်ခွင့်တွေပြန်လည်ရမယ်ကိုယ့်ရဲ့နေ့မှာငွေကြေးကံကောင်းမဲ့လက်ပွင့်မဲ့ဆယ်ရက်နေ့မှာရန်တိုက်ခံနေတဲ့ထိတ်တိုက်တွေမဲ့၁၇ရက်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရခြင်းစမ်းပွင့်ခြင်းတွေကြုံမဲ့ ဆက်ရက်နေ့ခီးကိစ္စသွာလာလှုပ်ရှား၍ကြိုးပင်းနေမယ်73ရက်နေ့ထူးခြားတဲ့ကံပြောင်းလဲတဲ့ဒုတက်မှုရှိမယ်မိကောင်းဆွေကောင်းတောက်ကိုရမယ်စိတ်ချမ်းမြေ့စရာတွေမှာ ကြုံတွေ့ရမယ်နေထားရှိတယ်74ရက်နေ့မှာအတိုက်ခံကြတာဒုတက်မယ်အဲ့ဒီနေ့မှာငွေကြေးကိစ္စစီစဉ်ဆောင်ရွက်လို့ကြိုးပင်းတယ်တကြံကြချင်းဖြစ်တဲ့မနေ့6:39မိနစ်နဆက်တဲ့စက္ကန့်အဲ့ဒီ အချိန်ကာလနဲ့ပတ်သက်ပြီးတော့အဲ့ဒီဝင်းကျင်တွဲမှာကိုကုသိုလ်ကောင်းမှုတစ်ခုဖြစ်ရင်ထူးထူးခြားခြားကောင်းတဲ့ကံကြမ္မာရဲ့အနစ်သာရကိုရနိုင်တယ်ဒီကာလအတော်တွေမှာတနင်္ဂနွေနေ့သောကြာနေ့စနေနေ့မွေးသူတွေကိုကောင်းချိုးပေးမှာတနင်္လာနေ့ကြာသပတေးနေ့မွေးသူတွေကိုဒုက္ခပေးတတ်တယ်နှစ်ခုကိုကနအချိုးပေးတယ်အဖြူစိမ့်ပြီးကိုရောင်တို့ကိုဝိစိသုံးဆွဲပြီးတော့ထူးခြားတဲ့ကံကြမ္မာရဲ့နှစ်သာရကိုရရှိမယ် ကောင်းသောကကြမှာထင်ရှားစွာရဖို့အတွက်တကူလာပြည့်နေ့ဖြစ်တဲ့၁၂ရက်နေ့ဧပြီမှာဖျားစီဒီမှာသွားပြီးတော့ငုဝါပန်းဖျားကတ်လူပြီးတော့အလိုရှိရဆန္ဒပြုထူးခြားစွာအောင်မြင်ခြင်းလေးတွေရပါတယ်ယေရှုတင်ပါတယ်